ငလေမလို့ကတလားကြော်လာပါတာမှသူ့အောင်အခန်းထဲမှာနေနေဆော့ရင်းနဲ့အခန်းကလော့ကျသွားတယောက်တည်းဖြစ်သွားတော့ငိုလိုက်တာအဲ့တော့သူအရန်ကိုသူအောင်ငိုပြီးတော့မှဟိုတကားလည်းမဖွင့်တက်ဘူးဆိုတော့လေတကားပြက်ပြီးဝင်ရတယ်အဲ့လိုဆိုတော့ကိုသမီးတော်မှခဏတာလေးအချိန်တွင်းမှာဟိုဒီလိုတကားလေးခဏပိတ်မိရတာမှငိုတာဆိုတော့လေဒီလိုမျိုးအချိန်မျိုးမှာဒီကလေးတွေဘလောက်တာဘလို့ဘလို့ခံစားနေရမလဲဆိုရင်အတွေ့အကြုံမြေရိုးတွေကြိုက်ပြီးမူးတယ်ဆိုတော့စတီမှာထိုင်နေတာမှကိုသားကတူသမီးကို လိုချီပြီးတော့လှုပ်နေတာမှာကိုယ်စိတ်ထဲမှာမင်းလောက်တဲ့ဆိုစိတ်စိုက်ကိုဖြစ်သွားတာအခုချိန်ကြီးကြောက်နေတော့မှာကိုပါအဲ့လိုမျိုးဘယ်လိုလဲမဖြစ်နေလေလို့မကောင်းအာခလင်းငုံလို့ရှိရင်လဲစိတ်ထဲမှာမချမ်းပြေဘူးသမချမ်းသာကြီးကတော့ဟိုပြပြရမတက်ဘူးဘာလို့လဲဆိုတော့ဟိုကိုကိုတိုင်းလဲခလေးဟိုတမီးလေးနှစ်ယောက်မွေးထားတဲ့ခါကျတော့လူပြမရှိဘူးခဏခါခါရတဲ့အချိန်မှာခလေးလေးတွေအဲ့လိုမျိုးပေါ့ဒီတိုက်ပြီးတယ်လေပါလာဆိုတော့ကို့မှာလဲတမီးလေးရှိတော့အဲ့ဒါတွေကြည့်ကြည့်ပြီးနေတိုင်းနေတိုင်း ကိုသမီးသားဆိုရင်ဆိုရဲစိတ်နဲ့အသက်ရှင်လို့မဟုတ်အောင်အဲ့မှာအမေကမကြည့်ခိုင်းတော့ယောက်ျားကလည်းမကြည့်ခိုင်းတွင်းတူသားမျိုးမကြည့်နေပေါ့ကလေးလေးကငယ်သေးအောင်အငယ်လေးကဘာပြဖြစ်နိုင်လို့ရှိရင်အဲ့လိုကိုယ်တိုင်ကိုကြလေဟိုတွားပြီးတော့နှုတ်ချင်တာအဲပြီးတော့လေအဲ့လိုတွားပြီးတော့ကိုဘာတတ်နိုင်တယ်လေကိုကိုဘကပေါ့နော်ဘာလောက်ပြီးလို့ရလဲဆိုတာမျိုးပေါ့နော်ကိုရဲ့ဒရော့တနေရာကနေကိုလောက်ချင်လောက်ခွင့်ရမယ့်အရာလေးဆိုရင်ကိုယ်တိုင်ကိုကြမြေပြင်စီးပြီးလောက်ပေးချင်တာအမေဟိုအခုမှကလေးငွေထားဆိုအခွင့်မတားတော့မသွားရဘူးပေါ့နော်အဲ့တော့ကိုလိုအပ်တာလိုအပ်တဲ့အရာလေးတွေကိုသာကိုက ဟိုလိုက်ပြီးတော့မှလူရဲကူညီပေးနိုင်တာပဲလုပ်နိုင်တာပေါ့နော်အမတန်တော့စိတ်မချမ်းမြေ့စရာဖြစ်ရတယ်စိတ်မကောင်းစရာတွေတွေ့ရတာပေါ့နော်ဟို Facebook တောင်သိမကြည့်ဘူးအဲ့လိုကြည့်လိုက်လို့ရှိရင်အဲ့လိုမမြင်ရစရာတွေပေါ့နော်အဲ့လိုဆိုတော့စိတ်မကောင်းဆိုတော့တက်နိုင်တဲ့ဘက်ကနေပြီးတော့အဲအလူငယ်တွေထည့်ပေးပစ်တယ်ပြီးတော့အဲ့လိုအဓိကမြေကြီးဆင်းနေတဲ့သူတွေကိုလှူပေးပစ်တယ်ပေါ့နော်ဆိုတော့အစားအောင်ကတော့တကယ်ကြီးနေတဲ့သူသွားပြစ်မလို့ ပေမဲ့လည်းကိုယ်တိုင်လည်းဒီရက်ထဲမှာကားအက်ဆီဒန့်ဖြစ်တဲ့ခါကျတော့မသွားဖြစ်တော့ဘူးပေါ့မသွားဖြစ်တော့ဘဲနဲ့အလှလုံနေတဲ့တငယ်ချင်းတွေတကယ်ကိုမြေရင်ဆင်းနေတဲ့သူတွေလိုအပ်တာလေးလူပေးဖြစ်တယ်ပေါ့ဟုတ်အမှန်တမ်းပြောရအဲ့ချိန်ကဘီဘီရဲ့ကိုသားကရဲ့ဟိုအကြီးမကြီးကအမေနဲ့ပေါ့နော်အကြီးကမဟုတ်သွားဝယ်နေတာမဟုတ်သွားဝယ်နေနေဘီဘီရဲ့ဒီ35ရက်ကွက်လာမှာပြဆိုင်ရှိတာဟုတ်ဆိုင်ဟိုဒီကြံသားနေတဲ့ခါကျတော့ရှင်းလင်းမယ်ပေါ့နော်အလုံးဝဆိုပြီးတော့ဆိုင်ဝင်သွားတာအဲဆိုင်မှာသွားရင်းနဲ့မှဟိုအလုံးလုံးနေနေအိမ်ကြီးကလှုပ်သွားတာလှုပ်သွားတာဆိုင်လှုပ်သွားတာ အမေရန်ကုန်မှာကျတော့ဘီရကကိုအားလဲနေတယ်ရောငါအေးပြတ်ထားလို့ထင်တယ်လေတောက်လျှောက်တယ်ကလေးကလည်းညဆိုမအိတ်တော့ကိုကိုအားနေရထင်ပြီးမူးတယ်ပဲထင်တာအကောင်ထိုင်ချလိုက်တာထိုင်ချလိုက်တော့ကိုသားကသူ့သမီးအကြီးမကိုချီထားတော့ဟိုကိုကမီးတွေကလှုပ်လာတဲ့ခါကျတော့အာငင်းလှုပ်တာလှုပ်တာဆိုပြီးတော့မှအရှိကိုပြေးထွက်ပြီးတော့ဟိုမီးကိုလှမ်းပြီးခေါ်တာမှထွက်ခဲ့ထွက်ခဲ့ငင်းလှုပ်နေရဆိုပြီးတော့ထွက်ခေါ်တယ်အမေကလည်းအဲ့အချိန်မှာကားကွာမစင်ကားအောင်မနေနေဆိုအမေလည်းသူကားတကားခွင့်ပြီးတော့ ောက်အောင်လို့အရှိကိုပြေးထွက်တာပေါ့နော်အဲ့ချိန်မှာဘီလီယံလေးကတော့ဟိုကိုတန်းငယ်ပုံမှာဖြစ်တော့စိတ်ပူကြမလို့တမီးငယ်ကကြတော့ဟိုအိမ်မှာအိမ်မှာအိမ်မှာဝိုင်းထိန်နဲ့ဟိုညီမလေးရရှိတယ်အဖွားရှိရပေါ့အမေရဲ့အမေအဖွားလည်းရှိရဲ့အတော်ကြီးလည်းရှိတော့ဒါပေမဲ့ဟိုဖွင့်လေပြောရင်ဒီလောက်ကြီးဖြစ်မယ်လို့မထင်ဘူးလေမထင်တော့ပုံမှန်ဆိုလို့ရှိရင်ဩဒါပြင်ပြီးသွားပြီပဲတွေးထားတာနောက်ပြီးတော့မှအိမ်လည်းပြင်ရောက်တော့ line မှာတက်ကြည့်လိုက်တော့မှဝင်စတိရတော့သခိုင်းမှာသခိုင်းတရားကျိုးတယ်ဘာကြီးပေါ့ဆက်ပြီးတော့မှအဲ့လိုကျန်းတော့တိရနောက်မှမန္တလေးမှာအခုလိုမျိုးတွေ ိုကျတာပဲတွေ့ရတာဆိုတော့လုံးမောင်မထင်ထားတဲ့အရာလုံးမောင်ကိုလို့အိမ်မက်တောင်အိမ်မက်ကြီးတစ်ခုလိုပဲကိုယ်စိတ်ထဲမှာမြင်နေရုပ်ရှင်ထဲမှာမြင်ရတဲ့ဇလန်းတစ်ခုလိုပဲကိုကတွေးတွေးမိနေတာတကယ်မဟုတ်ရင်ကောင်းပါဆိုတာလည်းမြဲနေတွေးမိတယ်ဘာလို့လဲဆိုတော့ဆင်မချမ်းမြစ်စရာတွေအများများလို့ပေါ့နော်ဘယ်လိုမျိုးဆိုတော့ဟုတ်သူကထွန်မာရဟဲ့ခလေးလေးကိုကြောင်းထားတော့မှမပြောထားတော့မှအဲ့လိုစိတ်ထဲမှာကြောက်သွားတာပေါ့နော်အဲ့လိုမျိုးလေးဖြစ်နေတယ် ခလေးတလောင်များဆိုလဲဟိုအဖေမေမရှိတော့လဲသူတို့မှအေးဘလောက်အောင်ကြောက်နေမလဲပေါ့မိနေရနာမဟိုလုံခဲ့တဲ့ဒီငလေးမလုံခဲ့တလားကြော်လာတာမှသူ့အတော်ခန်းထဲမှာနေနေဆော့ရင်းနဲ့အခန်းကလော့ကျသွားတယောက်တည်းဖြစ်သွားတော့ငိုလိုက်တာအဲ့တော့သူအရန်ကိုသူအောင်းငိုပြီးတော့မှဟိုတကားလည်းမဖွင့်တတ်ဘူးဆိုတော့လေတကားပြက်ပြီးဝင်ရတယ်အဲ့လိုဆိုတော့ကိုသမီးတော်မှခဏတာလေးအချိန်တွင်းမှဟိုဒီလိုတကားလေးခဏပိတ်မိရတာမှငိုတာဆိုတော့လေဒီလိုမျိုးအချိန်မျိုးမှဒီကလေးတွေဘလောက်တာဘလို့ဘလို့ခံစားနေရမလဲဆိုတဲ့အတွေးရ မြေရိုးတွေကြိုက်ပြီးမူးတယ်ဘာလို့ဆိုတော့ဟိုခလေးကငယ်သေးတော့အေးပြက်တာလည်းများရယ်ဆိုတော့တောက်လျှောက်ကအေးအေးပြက်တယ်ငလေးလှုပ်တော့အောင်ဆိုလို့ရှိရင်လေကိုလည်းမူးပြီးတော့မှအဲ့လိုမျိုးဆိုတော့အခုချိန်ဒီကိုမူးနေတူတူလို့ဟိုနည်းနည်းလေးပဲဘယ်လိုပြင်ရကြကားအကြည့်ဖြတ်တာများကားအကြည့်ဖြတ်လို့ရှိရင်ငလေးလှုပ်တူလို့အိမ်ကဟိုထွက်မာရရပြီးတော့ပြေးစင်းတူလို့ရမလို့လို့အဲ့လိုဖြစ်နေကြအကုန်လုံးကြောက်နေကြအိမ်ကလူတွေကအခါလေကြရင်ဟိုကိုကဒီစုပ်ပေါင်းစတီမထိုင်နေတာမှာကိုသားကတူသမီးကို အဲ့လိုချီပြီးတော့လှုပ်နေတာမှာကိုယ်စိတ်ထဲမှာငုံလောက်တယ်ဆိုစိတ်စိုက်ကိုဖြစ်သွားတာအခုချိန်ကြီးကြောက်နေတော့မှာကိုမအဲ့လိုမျိုးဘယ်လိုလဲမသိဖြစ်နေလေလို့မကောင်းအာကလင်းငုံလို့ရှိရင်လည်းစိတ်ထဲမှာမချမ်းမြေဘူးအဲ့လိုမျိုးပေါ့နော်အများအားလိုင်းရလဲမကြည့်နဲ့မနေနိုင်ဘူးခါကြည့်မိကြည့်မိလို့ရှိရင်လည်းကိုကလေးရွယ်လေးရွယ်အဲ့လိုတိုက်ပြတာဘာဖြစ်ရဆိုတော့တော်တော်ဆင်မကောင်းစိတ်ညစ်တယ်မှန်တယ်ပြောတာ